လေဖိအားနှင့်ရဝန်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေအတိပေးချက်6ကက2025-1389ခုနှစ်လဇန်10ရက်2025ခုနှစ်ဇွန်လ9ရက်တခန့်မှန်းချက်ယနေ့မြန်မာစံတော်ချိန်10နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရလာမည့်16-2025ရက်နေ့တွင်မြန်မာပင်လယ်ပြင်မြို့ဝကျုံးပေါ်အနီးလေဖိအားနည်းစေတစ်ခုဖြစ်ပေါ်လာနိုင်ပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့် နေဖြစ်အားနေစေသည်အနောက်မြောက်ဘက်သို့ရွှေ့ရှားက73 6 2025ရက်နေ့တွင်မင်္ဂလာပင်လယ်အော်အရှိလေပိုင်းရင်းနှင့်ဆက်ဆက်နေသောမင်္ဂလာပင်လယ်အော်မြောက်ပိုင်းတို့တွင်လေဖြစ်အားနေရဝံအဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်နေ့မြမပင်လယ်ပြင်အပေါ်အကျိုးတက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေဖြစ်အားနေရဝံ၏အချိန်ကြောင့်မုတ်တုံလေးအားကောင်းရာမှအလွန်ကောင်းလာနိုင်သည့်အတွေ့ 17ရက်6လ2025ရက်နေ့မှ18ရက်6လ2025ရက်နေ့အတွင်းမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်၎င်းရန်ဖန်ရန်ခါမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြစဉ်မြေပြင်ရေပြင်လေသည် တနာရီလျင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှမြန်မကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်9ပေမှ ဆယ်နှစ်ပေခန့်ရှိနိုင်ပါသည်။တောမြမာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်နေဖြစ်အားနည်းရဝန်း၏အချိန်ကြောင့်မုတ်တုံလေးအားကောင်းရာမှအလွန်ကောင်းလာနိုင်သည့်အတွက်ဆယ်တရက်6လ2025ရက်နေ့မှဆယ်ခုနှစ်ရက်6လ2025 ရန်နီအတွင်နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။တဘာဝဘေးအန္တရာယ်တို့မှ ကင်းလွတ်ငြိမ်းအေးကြပါစေ။